စစ်ကြောင်းမှုလို့ပါတော့နေမှာပေါ့သူသူ့အောင်ချစ်ပင်တိအေးနဲ့ပူပေါင်းခွဲတွေရအောင်မင်းတို့သေတံပေးမယ်ပါညာနဲ့ချိန်လျှောက်တဲ့ပုံစံမျိုးတွေပေါ့လေအဲဒါမျိုးပုံစံမျိုးချီးမြှင့်မယ်ဆိုပြီးတော့ပြောတာပေါ့နော်အမေကလည်းပါဇက်ကပြောတာမြေမှာဘလို့ဖြစ်နေလဲဆိုတော့မင်းတို့ရောက်လာချင်းမင်းတို့သေမယ် ္ဂလာပါဆရာမင်္ဂလာပါဗျာကျောင်းဒီနေ့တော့ဒီထူးခြားဖြစ်စဉ်တွေကြပါပါเนาะဘုံကျဲတဲ့ဖြစ်စဉ်တွေတော့များဟုတ်တယ်ဟုတ်တော့များတယ်ရှေ့ရက်ထဲမှာဆိုလဲဒါဘုံကျဲခဲ့တဲ့ဖြစ်စဉ်အများကြီးပဲပေါ့เนาะပြီးတော့ဟိုတို့တို့အတွက်ချင်းနေမကောင်းမှုဆိုတဲ့နေရာတွေပေါ့ဗျာအဲ့လိုနေရာမျိုးတွေကိုပို့ပြီးတော့ဒါဘုံကျဲတိုက်ခိုက်တာတွေပို့လုပ်တယ်ပြီးစက်တက်လီဒီတွေလည်းပို့တုံးလာပြီး drone တွေလည်းပို့တုံးလာတယ် drone တုံးတာကိုပဲဒါကာမီကာစီလိုဟာမျိုးတွေလည်းတို့တော်များတုံးလာတယ်တွေ့ရတယ်ပေါ့เนาะပြီးတော့ အဲတကယ်တမ်းပြောရင်တော့ဒါကလေဒီလိုမျိုးသူတို့အသေးအံဘုံချင်းနေရပြီဆိုတာကလေတစ်ဖက်ကပြန်စင်းစားကျွန်တော်တို့တော့အော်ဒါခွန်အားတည်းရပဲဗျဟုတ်အဲသူတို့အချင်းနေမကောင်းလို့မြည်ပြီးမှာဟုတ်တယ်အချင်းနေမကောင်းလို့ဘုံချင်ဒါပေမဲ့တစ်ဖက်ကပြန်စင်းစားတော့ကြောက်လေဒီကောင်နေ့အသားလုံးဒီပြစ်ကူသုံးပြီးတော့ဗောနော်ပြည်သူတွေပါထိကဲအောင်လုံနေရတယ်တွေ့ရဟုတ်တယ်အာဟိုနေ့ကနောင်ချုံပါဆိုလဲလုတ်သွားတာဒါရဟန်းတန်ကားလေးဗောနော်တာမဏေတွေပြီးရင်အရသာမျိုးသမီးတွေရောဗောနော်အကုန်ပါတယ်တိရတော်တော်ရဲရဲဆက်ဆက်ကြီးဗျာ အချို့ဟိုဒီဟိုပါပါတယ်ဟိုနောက်ထပ်ဟိုဆင်ကူးမှာဆင်ကူးလက်ပလာအဲ့မှာဆိုလဲလှုပ်သွားတဲ့ဟာပြည်သူတွေမနှဲဦးလေပြားစီရမယ်အဲ့လိုကိုစိုးပတ်ဆက်တွေလုံနေတာဗောနော်အခုရက်ထဲမှာဆိုရင်တို့တို့အတွက်တော်တော်လေးအကျက်တဲဖြစ်နေတဲ့နေရာဆိုကျွန်တော်စဉ်းစားမိတာဒါလေးမျက်နာဟုတ်ဒါခုရက်တဲ့နေဖြစ်တဲ့ဟာနော်လေးမျက်နာတို့တို့အတွက်တော်ချင်နေဆိုးနေရယ်ပြီးရင်ဗမောတော်ချင်နေဆိုးနေရယ်ပြီးရင်ဖလန်းဖလန်းတော်ကျင်ဆိုးတယ်ပြင်မိုးပြဲဟုတ်တယ်မိလောင်မုံနေရာစသူတို့ကျဲနေရတဲ့နေထားရဖြစ်အဲ့ဒါအဲ့နေရာတွေကို ဘယ်တက်တွေကနေကျဲတာလဲဟုတ်ဘယ်လီတက်တွေလဲပေါ့နော်ဟုတ်ကဲ့ဘာမျိုးစားတွေကိုအသုံးပြုသလဲဆိုတဲ့ဟာမျိုးကျွန်တော်သိချင်တယ်ဟုတ်ဘာလို့ဆိုတော့တော်တော်များများလည်းဒီဥစ္စာပတ်ပတ်တဲ့လီတက်ကိုတဲတံကိုကျွန်တော်ကမုံနီးနေပြီဗျာပြောရဟုတ်တယ်ဟုတ်ဒါပြီးရင်ဒါထုတ်ပြန်တာကြီးလည်းလုပ်တယ်ဒါတာဝန်ရှိတဲ့ကောင်တွေဘဏ္ဍာကောင်ရှိတယ်ဒီဖြစ်စဉ်တွေမှာပေါ့နော်အတီးပြုတ်ဒါအချက်လက်တွေထုတ်ပြန်နေရလည်းရှိတယ်ဒီတရေတွေတရားဟုတ်တယ်ဒီတရေပြောလေရခွေးတွေပေါ့နော်ထုတ်ပြန်နေရလည်းရှိတယ်အဲ့ကောင်တွေရဲ့အကြောင်းဆိုင်တိလောက်ပေါ့နော်ဘယ်တက်တွေဘယ်ဥစ္စာတွေက အာကျဲနေလဲဆိုတဲ့ဟာမျိုးပေါ့ဟုတ်ဒီလေးမျက်နှာကတော့ဘုရားဒါ AR တိုင်းပေါ့နော်လေးမျက်နှာဆိုခုန AR တိုင်း AR တိုင်းဆိုပသိမ့်ပေါ့ပသိမ့် leader scan ဌာနချုပ်မှာကျွန်တော်တို့ရှိတာဟို fighter တွေကတော့ကျွန်တော်တို့ A5 ဘုံကျဲလေးရင်ရှိတယ်နောက်တစ်ခုက G4 လေးရင်ရှိတယ်နောက် JF70 ဆိုတဲ့ jet fighter ရှိတယ်ပေါ့နော်နောက်ကျွန်တော်ခုနောက်ပိုင်းမှာအနာတိတ်မှုဖြစ်စင်နောက်ပိုင်းမှာ K8 ပါ ကျေးအိပ်ပါဒါပတိန်ကိုတက်ဆွဲထားရလို့သိရတယ်ဟောအဲ့ကူပို့ပြီးတော့လောက်ဟုတ်တယ်ဟုတ်နောက်တစ်ခုကကျွန်တော်တို့ K28 K 5မျိုးတော့ကြီး K28 ရှိတယ်နောက်ကျွန်တော်တို့ကင်းထောက်လေရုပ်ဖြစ်တဲ့ PT6 ပေါ့ဟောကျွန်တော်ကတော့ကျွန်တော်တို့ဒီမင်္ဂလာတုံးလေးတက်စကန်ဌာနချုပ်ကနေဥမာပဲလေးရင်တော်တော်များများခုန A5 တို့ဟုတ် A5 တို့ PC9 တို့ PC7 တို့ PT6 တို့ G4 တို့ကဒါမင်္ဂလာတုံးလေးတက်စကန်ဌာနချုပ်ကနေဥမာပတိန်လေးတက်စကန်ဌာနချုပ်ကိုခွဲပြီးတော့ ို့ထားတာပေါ့နော်အခုကျတော့ဒါပသိမ့်လေးတဲ့စကန်ဌာနကျုံမှာလေရင်တော်တော်များများကိုရှိတယ်ပေါ့တက်ဆွဲပြီးတော့ကိုလုံးတက်ဆွဲပြီးတော့ဒီလေးမျက်နှာကိုမတိုက်ခိုက်ခင်ရှေ့တရက်နှစ်ရက်လောက်မှာဒါ KA28 နဲ့ဒါကင်းပတ်ပြီးတော့ကြည်တာပေါ့ဘာကြောင့်လဲဆိုတော့ तू ကခုနလေးမျက်နှာတော့စိုးရိမ်ရတဲ့နေရာတွေကကျွန်တော်တို့ဟိုပေါ့ရခိုင်ပြည်နယ်ခွားဘက်ကလာလို့ရှိရင်ခုနကျွန်တော်တို့ရေနဲ့တာငတိုင်းချောင်းရေကြီးအတုပ်ဘာညာပေါ့လေဒါအေရဝတိုင်းတဲဝင်လာတဲ့လမ်းလေတိုင်းကိုသူတို့တောက်လျှောက် K28 ရဟတ်ရှင်နဲ့ဒါကင်းပတ်ပြီးတော့ကြည်တာပေါ့ကြည်ပြီးတော့မှအခုဒါလေးမျက်နှာကိုပုံကျဲတိုက်ခိုက်တယ်လို့သိရတာပေါ့ဟုတ်လေးမျက်နှာရှိရဲ့ပြီးတော့အဲဖလန်းဟုတ်ဖလန်းကတော့ရှင်းပြည်နယ်ပေါ့အများအရင်တော့ကျွန်တော်တို့ဒါရှင်းပြည်နယ်ရဲ့နောက်တစ်ခုကမကွေးဟိုပေါ့ရခိုင်ပြည်နယ်ရဲ့ဟိုကမကွေးကတော်တော်များများဒါ A5 တို့ S7 K8 ဒီလိုလေရင်နေနဲ့ပဲဒါ Jet Fighter တွေနဲ့ပဲတက်ပြီးတော့ ြည့်အများဆုံးပေါ့လေဟုတ်ဒါအမှဒါအကွေးမှာရှိတဲ့နေရင်နေပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့မိုးပြဲဆိုရင်မိုးပြဲရတယ်မိုးပြဲရပဲမိုးပြဲကကျတော့ကျွန်တော်တို့ဒီခုနအများသောအားဖြင့်ကတော့ဒါနေပြည်တော်နဲ့ကတ်တာဟုတ်အော်ဒါဟိုလိုက်ကော်တို့ဘာတို့ရှေ့ဘက်ဆိုနေပြည်တော်တို့တောင်ကူတို့နဲ့ကင်းပြည်နယ်ကကင်းရီပြည်နယ်ကနေပြည်တော်နဲ့တောင်ကူနယ်ကအဓိကအဓိကတက်ကြရအောင်နော်ဟိုတက်ပြီးတော့တိုက်တာတွေများတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဗမော်ပေါ့ဘိုးကြီးတို့ဗမော်ဆိုရင်ဒါမြကြီးနားလေးတဲ့စကန်ဌာနချုပ်ကနေဒီမှာ တက်ပြစ်တာရှိတယ်နောက်တစ်ခုကတရာဦးကနေပြီးတော့တက်ပြစ်တာနော်တရာဦးနဲ့ဒါမြေကြီးနားလေးတဲ့စကန်ဌာနချုပ်နဲ့တက်ပြစ်တာပေါ့အဓိကတက်ပြစ်တာအများဆုံးကတော့တရာဦးကပဲတရာဦးကနေပြီးတော့ဇဝန္တတီနဲ့တက်ပြစ်တာများတယ်ပေါ့နော်မြေကြီးနားလေးတဲ့စကန်ဌာနချုပ်မှာတော့သူကရှင်တော့တက်ဆွဲထားတာက S7 ရယ်ကျွန်တော်တို့ K8 ရယ်နောက်တစ်ခုက MN35 ရယ် MI70 ရယ်ဆိုပြီးတော့ဒါမြေကြီးနားလေးတဲ့စကန်ဌာနချုပ်မှာ၄ခုရှိတာပေါ့อืมဟုတ်ဟိုဟာကြတော့ ဘာလဲနေပြီးတော့มาကြတော့နေပြီးတော့มาကြတော့ခုနရဝန္တာတီးပေါ့အော်ရဝန္တာတီးအခုရင်ရဝန္တာတီးကအစည်း20လောက်ရှိတာဟုတ်သူကတရားဦးมาလဲထားတယ်နေပြီးတော့มาလဲရင်တော့6စည်းလောက်ထားရပေါ့เนาะအခုလက်ရှိ4စည်းလောက်လို့တရင်ကြထားတယ်နောက်တစ်ခုကမှော်ပြီးมาလဲဟိုတစည်း20စည်းပေါ့လို့ခွဲထားတာမျိုးကြီးရှိရပေါ့အော်အဲ့တော့ဒါက ဒါလေအနေနဲ့ပတ်သက်လို့ပဲကျွန်တော်ကတတိလောက်ပြောသေးတာတကယ်တကယ်တမ်းအရေးကြီးတာ pilot တွေပေါ့နော်ဟုတ်တယ် pilot တွေဒါဒီလေလေကိုမောင်းပြီးတော့ပေါ့နော်ထက်ကမင်း online ခိုင်းသမျှပေါ့နော်တို့ရဲ့ခေါင်းဆောင်တွေခိုင်းသမျှဒီနေရာတွေကဒါစီရေးပြတ်မှတ်လားဒါမှမဟုတ်လက်ရက်သားတွေလားဒါမျိုးပုံစံမျိုးတော့မခွဲခြားတော့ဘဲနဲ့ဟုတ်တယ်အပေါ်ကကျဲခိုင်းရင်ကျဲကျဲနေတဲ့ကောင်တွေပေါ့နော်ဒါပါပါပဲဖြစ်ကျဲမယ်ကွာငါတို့ကျဲပြီးပြီးတာပဲဆိုပြီးတော့ပြန်ပြီးတော့အိမ်ပြန်ပြီးအေးလို့နေပါလေဆိုတော့ pilot တွေကပို့ပို့ပြီးတော့ဒါတာဝန်ရှိတယ်ပြီးအဲ့ကောင်တွေကိုခိုင်းတဲ့ကောင်တွေတာဝန်ရှိတယ် ် ပြီးတော့အဲ့လိုမျိုးកောင်းနေရဲ့တည်င်းအချက်လက်တွေကိုကျွန်တော်ရဖို့လိုတယ်အရေးကြီးတယ်ကျွန်တော်အခုတော်လိုင်းတက်ဖွဲ့တွေကဒါလုံးဝနေဆက်ဘက်တွေမှာနေမဟုတ်တော့ဘူးမြို့ပေါ်တွေမှာပါတက်ကျုံလာပြီဟုတ်တယ်အဲတက်ကျုံလာပြီဖြစ်တဲ့အတွက်ဒီတက်ဖွဲ့တွေကိုသာဒီកောင်းနေရဲ့အချက်လက်တွေပေးနိုင်မယ်ဟေ့ဆိုရင်အကြောင်းတက်ဖွဲ့တွေပို့ပြီးတော့လုံနိုင်တာလေအများကြီးဖြစ်လာလိမ့်မယ်ပေါ့နော်ပြီးတော့လေတက်အင်အားချိနေအောင်ကခုနလိုလေနေကြီးသွားပစ်ခွဲနေကြလည်းမလိုပါဘူးသိရမလားလေတက်ပိုင်းလော့တကောင်ဖြစ်ဖို့အတွက်သူတို့အချိန်အများကြီးယူရတယ် ်တယ်ဟုတ်ပါဘူတင်တဲ့ကြောင့်မှတင်တန်းတက်ရတယ်အနည်းဆုံးအခုဆို၄နှစ်အဲအဲ့ဒါပြီးရနဲ့သူတို့ပြန်ပြီးတော့သူတို့လေတက်တွေရောက်မယ်ရောက်တဲ့ခါကျရင်သူထပ်ပြီးတင်တန်းထပ်တက်ရသေးရဲ့အဲ့နေမောင်းမှုအတွက်ကိုဟိုမှာဘူလောင်းတင်တန်းမဲ့တက်တင်တာလေအဲ့ဒါပြီးရနဲ့လေတက်ကိုရောက်ပြီဆိုရင်အဲ့ဒီမောင်းမှုအတွက်ကိုထပ်ပြီးတင်ရသေးရဲ့အဲ့ဒါသူတို့ကနှစ်တည်းအများကြီးချိန်ယူရတာဟုတ်တယ်လေရင်ကပျက်စီးသွားလားဒီကောင်ပတ်စံရှိရဲဆိုသွားပြန်ဝယ်လို့ရသွားပြန်မှားလိုက်လို့ရချင်းတို့တွင်ခုနလိုပေါ့နော်နှစ်အများကြီးတော့စောင့်ကြမလို့အခုပတ်စံပေးအခုတည်လာလို့ရတဲ့အနေထား အဲ့ကြတော့လေရင်ကြီးပဲကျွန်တော်အာယုံဆိုင်နေတာမျိုးဒါလည်းအာယုံဆိုင်ရမယ့်ဟာဟုတ်တော့ဒီကတော့ပိုင်လော့ပဲဖြစ်ပိုင်လော့ပို့ပြီးတော့ကျွန်တော်ကအာယုံဆိုင်စေချင်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီးတော့ဒီကောင်တွေကမိသားစုတွေကျွန်တော်ကမပြောမဖြစ်မလို့ပြောတာပေါ့နော်အကောင်းတော့လည်းမကောင်းဘူးဒါပေမဲ့လေဒီမိသားစုတွေမှာလည်းတာဝန်ရှိတယ်မင်းတို့ရဲ့ယောက်ျားတွေမင်းတို့ရဲ့သားတွေကဒီလိုမျိုးတွေပြည်သူကိုတတ်ဖြတ်နေတာမင်းတို့မမြင်ဘူးလားမသိဘူးလားဟုတ်အဲ့ဒါကြောင့်မင်းတို့မတားဘူးလားမတားဘူးမင်းတို့မှလည်းတာဝန်ရှိတယ်ဟုတ်တယ်မင်းတို့လည်းထိုက်သိနေပြည်တယ်တော့ခံရမယ်ဟုတ်တယ်ဟုတ်တယ်နော်အဲ့အဲ့အချက်လက်တွေကို ကျောင်းဒီကိုတက်နိုင်လဲပေးကြနော်ပြီးရင်တလိုင်းတက်ဖွဲ့စီကိုလည်းပေးကြအချက်အလက်တွေတိတိကျကျနဲ့ခိုင်းမှာဖြစ်တယ်ဟိဆိုရင်တေချာစီစစ်ပြီးတော့တလိုင်းတက်ဖွဲ့တွေကအပြစ်ပေးတာမျိုးကြီးလုံးလိမ့်မယ်ပေါ့နော်ဟုတ်နောက်တစ်ခုကအဲ့လိုပေါ့ကျွန်တော်အခုလိုမျိုးအချက်အလက်တောင်းတဲ့အချိန်တိုင်းမှာ live မတင်ပါနဲ့ဒါကျတောင်းမှန်တာပေါ့နော်တောင်းမှန်တာဘာဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ကကိုချင်းချင်းပဲသိဖို့လိုတာလေနော်ဟုတ်ကဲ့ဟုတ်ကဲ့ live မကလူတွေအကုန်လုံးသိဖို့မလိုဘူး live မဆိုတာ ကိုဘက်ကကောင်းလည်းရှိသူကိုဘက်ကသူလည်းရှိတယ်ဟုတ်တယ်အဲ့လိုမျိုးတင်လိုက်မှတော့ပြေးပြီပေါ့နော်ဒါအရင်တစ်ခေါက်တုန်းကလည်းအဲ့လိုပဲတစ်ခါဖြစ်ဖူးတယ်ဟုတ်တယ်သတင်းတွေကအတိအကျရတယ်အချက်လက်တွေကလည်းခိုင်းပါတယ်။ဒါပေမဲ့ line ပေါ်ကောက်တင်ချရတော့ပြီးရောသူ့ပြေးခိုင်းတယ်လို့ဖြစ်နေတာ။အဲ့မှာအဖွဲတွေကိုသွားမေးကြည့်ခိုင်းတဲ့အချိန်မှာမရှိတော့ဘူး။ဟုတ်တယ်။ပြောင်းသွားပြီဆိုတဲ့ဟာမျိုးတွေ့ရတယ်။ဟုတ်ဟုတ်။အဲ့ကြအဲ့လိုမဖြစ်အောင်လဲကျွန်တော်တို့ကိုချင်းချင်းပဲတည်အောင်ကျွန်တော်စူးစမ်းကြမယ်ပေါ့နော်။အဲ့လိုတည်ရပြီဆိုလဲပေးကြပါပေါ့နော်။နောက်တစ်ခါဆက်ရုပ်ရင်းကျင်တာအဲ့လိုပေါ့။ဒီတက်ထဲကဖျဲသီးတွေနဲ့ ်ဆရာကြီးအတိတွေကျွမ်းနေမိတ်ဆွေတွေအဲဒီလိုအဖွဲ့တွေနဲ့ပါနော်ဒေါ်လာရင်းကိုလည်းအာခုနကလိုတစ်ဖက်တစ်လမ်းအနေကူညီနေတဲ့အဖွဲ့တွေရှိတယ်ဆရာကြီးအဲ့အဖွဲ့တွေနဲ့ဒီရက်ထက်မှာစကားပြောပြသေးလားတို့ဆရာဘာကြီးသိရသေးလဲဘောင်းတွေဘာကြီးပြင်ဆင်နေလဲဟိုအဓိကတော့ဒါခုနစက်တက်လေဒီတော်တော်များများအသုံးပြုလာတယ်ပေါ့နော်နောက်တစ်ခုဒါမင်းအောင်လိုင်းရရုရှားနေမှပြန်လာပြီးမှဟိုဒါ drone အစီးရေ9000ဒါမင်းအောင်လိုင်းကိုကူညီတယ်လို့ဒါ information တွေဒါလေးအစီးရေ9000တော့မှဆိုတော့ အလိုသတင်းကြရတယ်ဗောနော်အဲ့ဒီ main online data နေပြီးတော့ဟိုပြန်မရောက်ခင်နေအောင်ပဲဒါကျွန်တော်တို့ illusion 70စနေအိန္ဒိယဘက်ကနေမှဒါကျွန်တော်တို့နေပြီးတော့ဆင်းပြီးတော့ဒါဆက်လက်နေပစ္စည်းတွေပို့တယ်ရှိတယ်ဗောနော်အဲ့ဒီမှာမှဒါအဲ့ဒီမှာမှခုနလို drone အများဆုံးပါနိုင်လို့ကျွန်တော်အနေတော့ဟိုအသုံးတက်တာဗောဟုတ်ဒါဆိုဒါကလေဒါကျွန်တော်တို့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာနေဦးမယ်ဗောနော်ဟုတ်ဟုတ်ဘာလို့လဲဆိုတော့ခုနောက်ပိုင်းရတာဗောမောမှာ ဆွဲချနိုင်တဲ့ drone နေဆိုရင်သူကဒီ night vision ပုံစံမျိုးတွေပါလာတယ်ဟုတ်တယ်ညဘက်မှာပါကြည့်ပြီးတော့ကျဲလို့ရအောင်သူလှုပ်ထားတဲ့အနေထားတွေတွေ့ရတယ်ပြောရင်တော့နှီးပညာတွေအဆင့်မြင့်လာတယ်ပေါ့နော်ပြီးတော့အခုလိုမျိုးဆင့်မြင့်လာတဲ့ဂျားတွေမှာအခုလိုရေတွက်အများကြီးသူထပ်ပြီးတော့အကူအညီရထားတယ်ဆိုရင်ကျွန်တော်တက်ဖွဲ့တွေအတွက်သတိထားမယ့်အရာတွေဖြစ်တယ်နောက်တစ်ခုကပြည်သူပေါ့နော်ပြည်သူတက်ဖွဲ့တွေကတော့ဒီအတွက်ကိုလုံးဝချမယ်ကွာကျုံးမယ်ကွာအသက်ပါဆုံးမယ်ကွာဆိုပြီးတော့ဆုံးထိဆုံးဖြတ်ထားကြတယ် ်အဲပြည်သူကြတော့လက်နဲ့လည်းမကင်တာဘူးဟုတ်ပြည်ဒီအကြောင်းနေနဲ့လည်းအတွေ့အကြုံလည်းရှိထားတာမဟုတ်ဘူးအဲကြတခုခုဆိုရင်ဒါပြည်သူတွေမထိခိုက်ဖို့ကတော့ပို့ပြီးတော့ကျွန်တော်ကဘယူဆိုင်စေခြင်းနဲ့ပေါ့နော်ဟုတ်တယ်အဲလဲဆိုတော့ဒီတပ်ဖွဲ့တွေရဲ့စကားကိုလည်းနားထောင်စေခြင်းနဲ့အဲဒီတပ်ဖွဲ့တွေကဒါနဲ့ပတ်သက်လို့အတွေ့အကြုံကလည်းရှိထားပြီးသားပေါ့နော်အဲကြဒီတပ်ဖွဲ့တွေပြောပြီးဟေးဆိုရင်အဲထုတ်ပြန်ပြီးဟေးဆိုရင်နားထောင်တာမျိုးဖြစ်စေခြင်းနဲ့ဟိုလားဗျာဟိုတခြားမတွေ့ပါနဲ့ဟိုဒီချိန်မှာခီးမသွားပါနဲ့လို့ပြောထားတယ်မသွားပါနဲ့ ဟုတ်တယ်ဟုတ်ကဲ့တော်လိုင်းတက်ဖွဲ့တွေကလည်းအကြောင်းမဲတော့ပြောတာမဟုတ်ပါဘူးဗောနော်အဲအဲ့လိုဟာမျိုးလေးဆိုရင်ကျွန်တော်ကတီတီဖိုးဖွဲ့လေးလိုက်နာပေးတာမျိုးတွေ ਨੇ ကျွန်တော်ပါဝင်ပေးလို့ရတယ်ပူပေါင်းပေးလို့ရတယ်ဗောနော်ပြီးတော့ခုနဒါနီးပညာတွေညှက်လာပြီးဒါအရေးအတွက်တွေပုံများလာပြီးအစီ9000ဆိုင်ဟုတ်တယ်ကျွန်တော်ဒီဘက်ကတက်ဖွဲ့တွေတိုက်ဖို့အတွက်သူ့ဘက်မှာဒါတရင်ပေါင်း900ကျော်ရှိတယ်အဲ့ရနေခုရော့သွားတဲ့တန်ရင်တွေရှိတယ်။အော်။နေတော့တော့ဂျာကနန်းရှိသေးတယ်။အဲ့တန်ရင်တွေကိုဒီထောင်ကနန်း ဒီ drone တွေဖြန့်ဝေပေးမယ်ဆိုရင်တရင်တင်းဘလောက်ထိရမလဲဆိုတဲ့ဟာကိုကျွန်တော်အချူချကြည့်လို့ရတယ်ပေါ့နော်ဟုတ်တယ်အနည်းဆုံး10နဲ့ချီရဲ့ drone တွေသူတို့စီကိုရောက်နိုင်မယ်ပြီးရင်သူတို့အစီစဉ်နဲ့သူတို့ဒါချို့တတ်မှုတွေဆိုရင်သူကသူတို့တင်မှာကြောက်တာဖြစ်တဲ့အတွက်သူတို့ဒီဟာနဲ့ပတ်သက်လို့သူတို့အကာအကွယ်ယူမယ်ဆိုရင်သူတို့အိတ်ထဲကစိုက်ပြီးဝယ်ထားတဲ့ဟာတွေရှိတယ်ဟုတ်တယ်အဲဥမာဒါဂျမ်ဘာလိုဟာမျိုးတွေဟုတ်ဒါလမ်းကြောင်းသွားရင်းနဲ့ပေါ့နော်မိုင်းဆွဲတိုက်ခိုက်ခံမှာဆိုလို့ဂျမ်ဘာတွေတက်ကမထုတ်ပေးလဲကိုယ့်ဘာကိုဝယ်ကြတယ် ဟုတ်တယ်။ညကြောက်တယ်လေတေးမှကြောက်တော့ကြတော့ဈေးကြီးပေးပြီးတော့သူတို့ဝယ်ကြတဲ့ဟာရှိတယ်။အဲ့ကိုယ့်အစီအစဉ်နဲ့ကိုယ်ဝယ်ထားတဲ့ drone တွေလည်းရှိကောင်းရှိနိုင်တယ်။ဟုတ်တယ်။တက်ကနေပြီးပေးမဲ့ drone တွေလည်းရှိလာမယ်။အနည်းဆုံးတော့အဲ့ drone တွေကိုသူတို့အသုံးချနိုင်မယ့်ခွင့်ရရအရင်တက်ပို့ပြီးများလာ။ဟုတ်။ဒါကိုကျွန်တော်တို့တက်ဖွဲ့တွေနည်းနည်းလေးသတိထားဖို့လိုတယ်။ဟုတ်တယ်။အဲ့အတွက်ပို့ပြီးပြင်ဆင်ဖို့လည်းလိုတယ်ပေါ့နော်။ဒါကတော့ဒါဆရာအသိရတဲ့အချက်လည်းပေါ့နော်။ဟုတ်။နောက်တစ်ခါကြောက်ပါလဲဟိုက။ Ocean ပင်မှာ A နဲ့ဘူဝအဖွဲ့တွေ။ A နဲ့ဘူဝအဖွဲ့တွေဒါ ုတ်ချစ်ပင်ထီရောက်လာလို့ရှင်တေတံပေးမယ်ဆိုပြီးတော့ဘိုးကြီးကပြောတာဗောနော်အဲအဲ့ဒီမှာခုနကပါလဲပြည်ပြည်ဓာတ်ကဓာတ်ကစားဗောနော်ခိတဒေတာကိုကဲမူဘုံမူဝင်းထွက်ကနေပြီးတော့ဒါခုနကဟိုစစ်ကူထွက်မဲ့ဟိုစစ်ချောင်းမူလို့ဘာလို့နေမှာဗောသူသူ့ဟိုအုံးချစ်ပင်ထီအေးနဲ့ပူပေါင်းခွဲတွေရအောင်မင်းတို့တေတံပေးမယ်ဗျာညာနဲ့ချိန်လျှောက်တဲ့ပုံစံမျိုးတွေပေါ့လေအဲ့ဒီမှာအခုသူတို့ကဘာကြောက်နေလဲဆိုတော့ဒီ ကပ္ပစ6ပေါ့ရောင်ခြေတော့ကပ္ပစ6ကိုသူကဒါဟိုစစ်မှုထမ်းအပတ်စဉ်8ကအင်အားရောက်600တောင်မှအင်းဒါကပ္ပစ6ကိုပို့ထားတာပေါ့ပို့ထားတော့ပို့ထားအဲ့လောက်ထိဟိုပွဲပြက်နေတဲ့သဘောပေါ့ရောင်ကျိုးကကျိုးပြီလေရောင်ခြေတော့ကထောက်ရတော့မယ်လေဟုတ်တာအခြေအနေတွေကတော်တော်ကိုစိုးရနေတဲ့အနေအထားဖြစ်နေပြီကိုအဲအဲ့ဒီဖြစ်စင်မှာဆိုလဲဗာလဲညောင်ကျိုးဖြစ်စင်မှာဆိုလဲဘုံကျဲတာမှားကျဲလို့ဟုတ်တယ်မှားကျဲလို့နော်ဟုတ်တယ် ဟိုဗါလေအယောက်100ရှိတာအင်းအား100ပါတဲ့စစ်ကြောင်းခုနလိုလေတက်ကနေပြီးတော့မှားကြတာတယောက်20လောက်တည်ပြီးတော့ခုန80ရတော့ဖက်စည်းပုံပြတ်ပြီးပြေးတာဗောနော်အဲ့ဒီ80ထဲမှာလဲတခါဟိုတည်တဲ့လူတွေလဲ တိုက်ပွဲကြရတယ်ပေါ့နော်ရှိတာပေါ့ဟုတ်အဲကြောင့်ဘုံမှားကျဲတဲ့ဖြစ်စဉ်တွေကသူတို့ဘက်မှာတော့အများကြီးပဲပေါ့နော်ခါဒီကြရင်မင်းတို့ဘပရေမင်းတို့ပြန်မေးစေချင်းလေချက်ကောင်စီဟိုဟာတွေလည်းပြောတာအခုသူဒီကာဗာစာတွေကနေပြီးတော့ဒါဒရုန်းဘုံသီးတွေထုတ်တယ်လေယာဉ်ဘုံသီးတွေထုတ်တယ်အဲ့ဒါတွေထုတ်တာမင်းတို့အများပြင်းဖို့လားဆိုပြီးတော့ပေါ့နော်ပြန်ပြီးတော့မေးစေချင်းတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့အဖြစ်ကဘာဖြစ်နေလဲဆိုတော့ရှေ့မှာကဒါဟိုနေ့ကဒါမြောက်လန်ကပြောသွားတယ်ဟုတ်တယ်သူကဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်ပြီးတော့ရယူနိုင်အောင်တိုက်နိုင်တယ်ဆိုရင်ဟုတ်စုစိတ်တွေပေးမယ် အဲပြီးရင်နားယူသွားပြီဆိုရင်လည်းကောင်းမွန်နားယူနိုင်လို့ရတဲ့အနေအထားထိဖြစ်အောင်ထောက်ပံ့မယ်။အဲဒါမျိုးပုံစံမျိုးချိမြင့်မယ်ဆိုပြီးတော့ပြောတာပါနော်။အမေကလည်းဗဇက်ကပြောတာ။မြေမှာဘလို့ဖြစ်နေလဲဆိုတော့မင်းတို့ရောက်လာချင်းမင်းတို့သိမယ်။ရောက်လာချင်း။မင်းတို့အဲ့ဒီအထိဟိုကောင်တွေရောက်လာချင်းမင်းတို့သိမယ်။မင်းတို့ရင်တက်ပြင်မယ်ဘာဖြစ်လဲညာဖြစ်လဲ။ तू ကစိုးရိမ်တာနဲ့မပြောနဲ့ဒီအုံချစ်ပင်ရောက်ပြီဆိုတဲ့ပုံရပီရောက်တာပဲ။ဟုတ်တယ်လေ။အဲကျွန်တော်တို့ဒီအုံချစ်ပင်ကနေပြီးတော့တရားကူးလိုက်တာနဲ့ AR တရားကူးလိုက်တာနဲ့ပြေကိုရောက်သွားပြီ။ ပြေရောက်သွားပြီဆိုတော့ပြေကျသွားပြီဆိုပြေမှန်လဲခုနလိုကပ္ပစ၃ဟာရှိနေသေးတာဟုတ်တယ်ရှိနေတဲ့အခါကျတော့ကပ္ပစ၃ဟာလဲခုနလိုဒါကျွန်တော်တို့လေးရင်နဲ့ပတ်သက်တဲ့ခုနဟို60ဟိုပါဟိုကြည်တွေပေါ့ဗျာ120ကြည်လို့နောက်တစ်ခုကဟိုပါဗါလဲ250 kg ဘုံနေ500 kg ဘုံနေဒါတွေတဲ့နဲ့ပတ်သက်တဲ့ဟာတွေတော်တော်များပြားပေါ့နောက်နောက်တစ်ခုကပါလဲ57 ်မီလီမီတာရော့ကတ်တွေဒါမျိုးတွေဒီစင်တဲမှာပဲတုံးပါလေကပ္ပဆတ်တုံးပါလေထုတ်လာဆိုတော့ဒီတောက်လျှောက်ကအဲ့ပတ်ချာလေကကပ္ပဆတ်တော်တော်များတယ်ကပ္ပဆတ်6တို့ကပ္ပဆတ်3တို့သူဒါတွေကိုတော်တော်စိုးရိမ်နေပုံပေါက်လာပါသူတို့အတွက်အသက်သွေးကြောဖြစ်နေတာဟုတ်တယ်အသက်ရှူလမ်းကြောင်းနေဖြစ်နေတာဟုတ်ဟုတ်အဟိုကနှကောင်းပိတ်တော့မှာနော်လိုင်းတက်ဖွဲ့ရတဖြည်းဖြည်းနဲ့ခြိတက်လာလိုက်တာအခုဆိုရင်သူတို့ဒီအသက်သွေးကြောဖြစ်နေတဲ့ဒီကပ္ပဆတ်အများစုရှိတဲ့နေရာတွေကိုဒီ ဥတီလာနေပြီပေါ့နော်ဟုတ်တယ်အဲ့ကြောင့်အောက်မှာလေခုနလိုဆဲဆိုနေတယ်ဆိုတာဒါဖြစ်တင်ပါတယ်ပေါ့နော်ဖြစ်တင်ပါတယ်တို့ရောက်လာချင်းတို့အေးပြီးရင်တော့ပြောသေးရပါလေဟိုဟာမင်းတို့ဘက်ကပြောင်းပြောင်းပြေးပြေးပေါ့နော်ငါ့ကိုတစ္ဆာမဖောက်အောင်ရပြီဆိုအဲအဲ့လိုပြောပြေးပါလေသူကခုနကတေးတယ်ဟိုဟိုသူ့ရဲ့ရဲဘော်တီဟိုဟာပေါ့ဘတ်စင်ရှိကလည်းကလေးတွေကလည်းခုနလိုကျွန်တော်တို့ဒေါ်လာကြီးတစ်ဖွဲ့နေထိတ်တိုက်တွေးရင်လည်းတေးမှာဟုတ်တယ်နောက်ကိုပြန်လာရင်လည်းခုနလိုတေးတံပေးမယ်ဆိုတော့ ဒါပြေးဖို့ရာခိုင်တော့များတယ်ဟုတ်လားကလိုင်းတက်ဖွဲ့ရစီပဲပြေးလာပါအဲအသက်ရှင်တန်ခွင့်ရပါတယ်နောက်တော့ပြန်ပြေးမနေနဲ့တော့နော်ခုနလိုအချုပ်ရပြီနောက်တနေရထပ်ပို့မှာပဲဟုတ်တယ်ဟုတ်တော့မလားအဲကြောင့်တလိုင်းတက်ဖွဲ့ရစီပဲလာပါပူပေါင်းပါလက်နဲ့ချပါညံ့ခံပါလမ်းမြူထောင်းပါပြီးရင်နောက်ထပ်အကြံပေးချင်တာ တခုရှိတယ်အဲအဲ့တော့ကျွန်တော်ဒါဟိုနေ့ကကိုစည်းပြောလို့ပေါ့နော်ညောင်း ဒါဘာကဘာတာဝန်ခံပြောဆိုပေါ့နော်လမ်းမျိုးထောင်းရင်ကြီးကြီးလေးတာဝန်ကြီးကြီးလေးထောင်းပါတည်တည်လေးဆိုတော့မမြင်ရလို့မမြင်ရဘူးတထွားတမိုင်လေးမလုံးနဲ့ပေါ့နော်တထောင်းနေပါလေပြောင်းလို့ပေါ့နော်ပြီးရွှေကျဲတွေပါခံဝင်လာခဲ့ပေါ့နော်ရွှေကျဲနဲ့ခုနရွှေကျဲအိမ်ရှုပ်ပြီးတော့မှခုနတော့ဒုတ်တခုခုပေါ့နော်ဟုတ်တယ်တက်ပြီးတော့ဟိုပါပြည့်နေတော့သူမြင်ရမှာပေါ့တည်တည်လေးတွေဆိုတော့ဟိုမမြင်ရတော့ဟိုပါပြည့်စုံရင်တို့နားကားမှာဆိုလို့ပေါ့နော်နောက်တစ်ခုကအဲ့လိုကွန်ဆာတက်တဲ့သူတွေ ထုံးမှုတွေပါတယ်အကုန်မစားနဲ့ပေါ့နော်ကိုကနောက်ဆုံးပါမရကိုကလုတ်ပြီးတော့လာဒါထွက်လာခဲ့ပါဆိုပြီးတော့လေအကြံပေးခြင်းတယ်ပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်ဒေါ်လာရင်းကအားရကြတယ်အများကြီးရှိပါတယ်ဒီရက်ထဲမှာတည်ရတဲ့သတင်းတွေရပါပေါ့နော်ကျွန်တော်ပြင်ဆင်ရမယ့်အပိုင်းတွေလည်းရှိတယ်စစ်ကောင်စီဘက်ကအာဒါလုံးဝဒါသူတို့လှမ်းနေတဲ့ခြေလှမ်းတွေကိုသိရှိပြီးတော့ဗောနော်ကျွန်တော်တက်ဖွဲ့တွေကြိုပြီးတော့သတိထားရမယ့်အရာတွေလည်းရှိတယ်အပြည်သူတွေသတိထားရမယ့်အရာတွေလည်းရှိသလို ြေပြင်မှာတကယ်တကယ်ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေဘလို့ဖြစ်နေလဲဆိုတဲ့အခြေအနေအမှန်တွေကိုလည်းဒါကျွန်တော်တို့အများကြီးသိထားကြပြီ။အဲဘလို့ပဲဖြစ်ကျွန်တော်ဆက်ပြီးတော့စူးစမ်းဖို့ပဲလိုတယ်။ဟုတ်တယ်။